အားလုံးပဲမင်္ဂလာပါနော်အမားတို့ grade တွေပြန်ပြေးရမယ်မောင်လေးညီမလေးတို့အတွက်ငလီနဲ့ပတ်သက်တဲ့အစိလက်တာလေးတွေအမားတည်သလောက်ပြင်ပေးမလို့ပါဒီနေ့ကတော့လက်တာချိန်ဖြစ်ပါတယ်ဘာပါမလဲဆိုတာတော့တိကျမသိပေမဲ့ကိုယ့်ဘက်ကနေပြီးတော့တက်နိုင်သမျှပြင်ဆင်ထားရမယ်ပေါ့နော်ဒီနေ့ကတော့တငယ်ချင်းစီကိုဒီမြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့7.7မဂနီကျူးရှိတဲ့ငလီရဲ့အကြောင်း ဲ့ဒီနေရာကိုကဘာကြီးလုံနေခဲ့တာဗောနော်ငလင်းလှုပ်ပြီးတော့ဘလိုရီထိခိုက်သွားတယ်နိုင်ငံမှာဘာတွေဖြစ်ပျက်သွားလဲဆိုတဲ့အကြောင်းကိုတငယ်ချင်းစီကိုရေးမယ်စာဖြစ်ပါတယ်ဘာသာပြန်အခြေခံလောက်တော့မလေးမလေးတို့သိမယ်လို့ထင်ပါတယ်စာကြောင်းတစ်ကြောင်းမှာ subject ကိုပြန်ပြီးရင်စာကြောင်းရဲ့နောက်ဆုံးကနေတဖြည်းဖြည်းတဖြည်းဖြည်းတစုချင်းရှေ့ကိုပြန်လာရတယ်ဗောနော်ဒီနာကလိပ်စာကတော့ စာပိုက်ထဲကမေခွန်းနဲ့ပါတဲ့လိပ်စာကိုတက်မယ်ပြီးရင်တငယ်ချင်းစီကိုရေးတော့မယ်ပေါ့နော် Dear Matt how are you I hope you are doing well မျက်ရည်နေကောင်းလားနေကောင်းမယ်လို့ငါမျှော်လင့်နေနော် As for me I am fine ငါကတော့နေကောင်းပါတယ် I want to tell you about something that happened here in Myanmar recently recently ဆိုတာမကြသေးမီကအဲ့တော့နောက်ကနေဖြည်းဖြည်းပြန်မယ် မကြသေးမီကမြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့သောတစုံတစ်ခုနဲ့ပတ်သက်၍ငါမင်းကိုပြောချင်တယ် On March 28 2025 a 7.7 magnitude earthquake hit the country 2025ခုနှစ်မလ28ရက်မှာ7.7 magnitude ရှိတဲ့ငလျင်က hit the country နိုင်ငံမှာလှုပ်ခတ်သွားတယ်ဗောနော် It was very strong အဲ့ဒါအရန်ကိုအားကောင်းတယ် and ပြီးတော့ many people felt it including my family and me including ဆိုတာအပါအဝင်ငါမိသားစုနဲ့ငါအပါအဝင်လူတော်တော်များများအဲ့ဒီတန်ကို felt ခံစားခဲ့ရတယ်ဗောနော်ပြီးတော့နောက်ထပ် the shaking last for several seconds shaking ဆိုတာလှုပ်ခတ်မှုက several seconds second အတော်ကြာ last ကြာမြင့်ခဲ့တယ် and ပြီးတော့ it was really scary scary ဆိုတာကြောက်ဖို့ကောင်းတော့အဲ့ဒါကတကယ်ကိုမှကြောက်ဖို့ကောင်းတယ် at first ပထမတော့ကတော့ we didn't know what was happening ငါတို့ဘာဖြစ်တာလဲဆိုတာမသိခဲ့ဘူး but ဒါပေမဲ့ we quickly realized it was an earthquake realize ဆိုတာသဘောပေါက်နားလေသည်ဘာလို့သဘောပေါက်သွားလဲဆိုတော့ it was an earthquake အဲ့ဒါငလျင်လောက်တာဆိုတာကို we quickly realized ငါတို့လေမြန်စွာသဘောပေါက်နားလေခဲ့တယ် people rushed outside to stay safe rushed ဆိုတာကအလင်းမြန်ပြေးထွက်တယ်ပေါ့နော် outside အပြင်ကိုထွက်သွားတယ်။ to stay safe ဘေးကင်းလုံခြုံဖို့ and ပြီးတော့ there were some damage to buildings damage ဆိုတာပျက်စီးမှုပေါ့အစာအုပ်တွေမှာလည်းပျက်စီးမှုတွေရှိပါတယ်တဲ့ fortunately ကံကောင်းထောင်းမစွာနဲ့ there were no major injuries in my area in my area ငါတို့နေတဲ့နေရာမှာတော့ injury ဆိုတာထိခိုက်မှုတွေပေါ့နော်ထိခိုက်မှုအကြီးကြီးတွေမရှိပါဘူးတဲ့ but ဒါပေမဲ့ i had ငါကြားခဲ့တယ် ဘာကိုကြားခဲ့ရလဲဆိုတော့ some places farther away ငါတို့အဝေးကတချို့ဒေသတွေကတော့ we are affected more seriously ပို့ပြီးတော့ပြင်းပြင်းထန်ထန်ထိခိုက်သွားတယ်ဆိုတာကို i heard that ငါကြားခဲ့တယ်ပထမတစ်ခေါက်မှာတော့ဒီတိုင်းပဲနားထောင်လိုက်တာပိုကောင်းမယ်နောက်တစ်ခေါက်ကြားလို့ရှိရင်တော့အာဘော့ပင်နဲ့စာအုပ်နဲ့တစ်ခါတည်းလိုက်မှတ်လိုက်ရင်ပို့ပြီးတော့အဆင်ပြေမှာပေါ့နော် after the earthquake there were fears of aftershocks after the earthquake ငလျင်လှုပ်ပြီးတဲ့နောက်မှာ fear ဆိုတာက ကြောက်ရွံ့မှု aftershock ဆိုတာကငလျင်ကြီးလှုပ်ပြီးသွားတဲ့နောက်မှာလှုပ်တတ်တဲ့ငလျင် အသေးစားလေးတွေကို aftershocks လို့ခေါ်ပါတယ်ငလင်ကြီးလည်းလှုပ်ပြီးတဲ့နောက်အဲ့လိုမျိုးငလင် အသေးစားလေးတွေကိုလည်းကြောက်ရွံ့နေရတယ်ပေါ့နော် so ဒါကြောင့်မို့လို့ many people stay outside for a while ။ဒါကြောင့်လူတော်တော်များများက for a while အချိန်တခဏတော့တဲ့အပြင်မှာပဲနေကြရပါတယ်တဲ့ rescue teams and volunteers started helping those who were affected and the government gave warnings about safety rescue team နဲ့ volunteer ကဲစေးအဖွဲ့နဲ့စေတနာဝန်ထမ်းတွေကစတင်ပြီးကူညီခဲ့တယ်ဗောနော်ထိခိုက်သွားတဲ့သူတွေကိုကူညီခဲ့တယ် ပြီးတော့ the government အစိုးရကလည်း warning ဆိုတာတတိပေးတယ်ပေါ့နော် about safety ဘေးကင်းလုံခြုံမှုနဲ့ပတ်သက်ပြီးတော့တတိပေးထားပါတယ်လက်တလော့အပြင်မှာနေကြပါအောင်လို့ပါတော့ပေါ့နော် it was a very unsettling experience unsettling ဆိုတာစိတ်ပူစရာကောင်းသောဒါကအရန်ကို စိတ်ပူစရာကောင်းတဲ့တကယ်ကိုအဆင်မပြေဖြစ်စေတဲ့အတွေ့အကြုံတစ်ခုပါတဲ့ဘတ်ဒါပေမဲ့ I am glad ငါဝမ်းသာတယ်ဘာလို့လဲဆိုရင် to say ပြောပြရတာ to say that everyone in my family is okay ငါမိသားစုကလူတိုင်းအဆင်ပြေကြတဲ့အတွက်ကြောင့်မလို့ပြောပြရတာဝမ်းတော်သာတယ်အဖြစ်ပြက်ကတော့တကယ်ကိုမကောင်းတဲ့ဖြစ်ပျက်ကြီးပေါ့နော်အလုံးမထိခိုက်တာတော့ဝမ်းသာပါတယ်တဲ့ the earthquake reminded me of how important it is to be prepared for such events အာ events လို့ဖတ်လို့ရပါဘောနော် reminder ဆိုတာတတိပေးတည်ဒီငလျင်ကြီးကတဲ့ကျွန်တော်ကိုတတိပေးလိုက်ပါတယ်ဘာလို့လဲဆိုရင် နောက်ဆုံးအနေပြန်မယ် for such events ဒီလိုမျိုးအဖြစ်ပျက်တွေအတွက် to be prepared ကြိုတင် ပြင်ဆင်ဖို့က how important it is ဘလောက်တောင်အရေးကြီးလဲဆိုတာကိုတတိပေးလိုက်ပါတယ်ဒီကိစ္စလုံးဝကိုထိမှတ်မထားတဲ့အချိန်မှာဖြစ်လာပါဘောနော်အဲ့တော့ ကြိုတင်ပြင်ဆင်ထားတာလည်းဘာဆိုဘာမှမရှိဘူး။ခရောင်ချောက်ချားတွေဖြစ်ကုန်တာပေါ့နော်။ဒီတစ်ခါဖြစ်ပြီးတဲ့နောက်မှာဇွာတို့ဝုန်းကနေတန်ကြလိုက်ငလင်လို့ထင်တယ်ပြီးလို့ရှိရင်ခေါင်းမူးကလည်းကိုတိကိုမပြေသေးဘူးပေါ့နော်။အဲ့တော့ဘာဖြစ်ဖြစ်တတိလေးနဲ့နေဖြစ်တယ်ပေါ့နော်။ဒါကြောင့်ဒီငလင်ကြီးကကြိုတင်ပြင်ဆင်ထားဖို့အတွက်ကိုယ်ကိုတတိပေးလိုက်သလိုပဲပေါ့နော်။နောက်ထပ်မဖြစ်ရင်တော့အကောင်းဆုံးမှာဖြစ်ခဲ့သည်ရှိတော့လေကြိုးပြီးတော့ပြင်ထားရင်အကောင်းဆုံးပေါ့နော်။ကဲနောက်ဆုံးနှုတ်ဆက်တဲ့အပိုင်းလေးပေါ့နော်။ please let me know how things are going with you please let me know ကျေးဇူးပြုရည်တိပြစေ how things are going with you မင်းရောအခြေအနေဘယ်လိုရှိလဲဘာတွေဖြစ်ပျက်နေလဲဆိုတာတိပြစေတဲ့ have you ever experienced မင်းကြုံတွေ့ဘူးလား anything like this before before ဆိုအရင်တုန်းကနောက်ဆုံးအဖြစ်တော့သူ့ကို အရင်တုန်းကလို့ပြန်မယ်ပေါ့နော်အရင်တုန်းက like this ဒီလိုမျိုးမင်းကြုံဘူးလား မေးရင်းနဲ့စာအုပ်အဆုံးတက်လိုက်တာပေါ့နော် take care and stay safe ကယူဆိုင်ပါလုံလုံချုံချုံနေပါ your friend ဆိုရမင်းရဲ့တငယ်ချင်းဆိုရအမားကတော့ဒါမျိုးလေးရေးပြီးတော့အဆုံးတက်လိုက်ပါတယ်တကယ်လို့မင်းတို့ကအာကိုရရေးပုံရင်းနေပေါ့နော်လိစာကဘလို့တက်မဲနောက်ဆုံးတော့ဆက်စကားကဘလို့လေးရေးမယ်ဆိုတာအဲကြက်တာရှိလို့ရှိရင်ပြောင်းလဲပြီးတော့ရေးလို့ရပါတယ်ဒါလေးကအထောက်အကူဖြစ်အောင်ဆိုပြီးအမရေးရတဲ့လို့ ပြင်ဆင်ထားတာဖြစ်ပါတယ်အဲကြောင့်မလို့ပြောင်းခြင်းနေနေရာမှာပြောင်းလို့ရပါတယ်အလွတ်ကျက်လဲရပါတယ်မကျက်လဲနားလည်အောင်ခဏခဏဖတ်ရင်မှတ်မိတော့မှာပါ ပြီးရင်ပါလိုင်လဲမှတ်မိတဲ့လောက်လေးကိုကရေးရေးမယ်ပေါ့နော်ကဲဟုတ်ပါပြီမရှင်းလားရှင်းလဲ comment မှာမေးလို့ရပါတယ်